ချစ်เสียကောင်းတဲ့တာတာမီမီကြီးကိုစောင့်ကြနေတဲ့ဖေဖေမီမီကြီးအားလုံးမင်္ဂလာပါရှင်။ ဒီနေ့ပြောပြမိမယ့်အပိုင်းလေးကတော့ဒီကိုဝင်ဆောင်တဲ့အချိန်မှာပေါ့နော်မိခင်တွေရောကလေးတွေရောတကယ်ကိုအရေးကြီးတဲ့အချိန်တွေတခုကိုရရှိနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမိခင်တယောက်နေနဲ့ဘယ်လိုမျိုးကြီးစားတောက်တင်တာလဲဘယ်လိုမျိုးအားစီးလေးတွေကိုဆောင်နေတာလဲဘယ်လိုမျိုးလက္ခဏာလေးတွေပေါ်လာတတ်လဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးချင်ပါတယ်ရှင်။ဥမဲမင်္ဂလာပါရှင်။ကျမကတော့ဒေါက်တာလေးလေးလာမယ်ဖြစ်ပါတယ်။ YouTube ကနေတစင်းကျမရဲ့ဗီဒီယိုလေးတွေကိုပုံမှန်ပြသပေးနေတယ်။ဒေါက်တာလေးလေးလာဝင်ရဲ့ YouTube channel လေးကနေ အားလုံးကိုကျေးဇူးလိုက်ပါတယ်ရှင်။မိခင်တယောက်ရဲ့ပထမဆုံးကိုဝင်3လဟာဆိုရင်မိခင်တယောက်အတွက်ရောကလေးရောခွင့်မျိုးကြီးထွားနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အပြောင်းလဲတွေအများကြီးစိတ်လှုပ်ရှားစရာတွေအများကြီးကြုံတွေ့ရတဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ဒီလိုမျိုးကာလတခုဟာဆိုရင်မိခင်အတွက်ရောကလေးအတွက်ရောအရန်ကိုအရေးကြီးတဲ့အချိန်ဖြစ်တာကြောင့်မို့လို့ဘလူလီထိုင်စားတော့ရမလဲဆိုတာကိုကိုကတိထားဖို့ကလည်းအရန်ကိုအရေးကြီးပါတယ် ဒီပုံမှန်ဆိုရင်တော့ပေါ့နော်ကလေးယူမယ်ဆိုပြီးတော့စပြီးတော့စဉ်းစားတဲ့အချိန်ကလေးကဘယ်လိုမျိုးကြီးပြင်ဆင်တဲ့လဲဆိုတဲ့ဟာလေးကိုကျမအနေနဲ့ပြောထားခဲ့တဲ့ဗီဒီယိုလေးတစ်ခုရှိပါတယ်အဲ့ဒီဗီဒီယိုလေးကတော့ဒီကိုဝင်ရဖို့အတွက်အခက်ခဲရှိနေတဲ့မိဘတွေပေါ့နော်ကလေးလဲလူချင်းနဲ့ကလေးမရတာလဲကြာနေရပေါ့နော်အဲ့လိုမျိုးအခက်ခဲရှိနေတဲ့သူတွေအတွက် ဒီအကြံပေးထားတဲ့ video လေးဖြစ်ပါတယ်ရှင်။မိခင်တယောက်ကဘလို့နေတဲ့လဲဘလို့ထိုင်နေလဲဆိုတဲ့ဟာလေးကိုအားလုံးသိအောင်လို့ sharing အနေနဲ့ပြောပြပေးချင်တာကကိုကကိုဝင်ဆောင်မယ်လို့စဉ်းစားကြရရပေါ့နော်။ရှောင်ရမယ်ဆောင်ရမယ်အချက်ကြီးရှိတယ်။အဲ့ထဲမှာမှဒီအစားတောက်နေထိုင်နေမှာဆိုရင်ဒီ folic acid ဆိုတဲ့အားကြီးလေးကိုပေါ့နော်တောက်ထားဖို့လည်းလိုပါတယ်။ဒီနိုင်ငံညာမှာဆိုရင်ပေါ့နော်ဒီကလေးယူမယ်လို့စပြီးတော့စဉ်းစားတဲ့မိခင်နေရာဆိုရင်ဒီ folic acid ပါတယ် ဲ့အားစီးလေးတွေပေါ့နော်ကိုဝင်ဆောင်အားစီးလေးတွေကိုကိုဝင်မယူခင်3လလောက်ကလေးကဂျူပြီးတော့တောက်ပြီးထားကြတာပဲဖြစ်ပါတယ်ဒါဘာကြောင့်လဲဆိုရင်တော့ဒီကလေးတစ်ယောက်ကမိခင်ရဲ့ဝမ်းထဲမှာလွယ်ရတော့မယ်ဆိုရင်ကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုကအရန်ကိုအရေးကြီးပါတယ်မိမိအနေနဲ့ကလည်းကိုမွေးတဲ့ကလေးကဒီအုံနောက်ဖွံ့ဖြိုးဖို့အုံနောက်မြန်ရေးပြီးဖို့သူများတွေလိုမျိုးပဲပြပြဝဝစော်နိုင်မှုကစားနိုင်မှုစားတဲ့နိုင်မှုအဲ့လိုမျိုးဟာတွေကရေရှိမှာအရန်ကိုပဲ အရေးကြီးတဲ့အချက်တွေဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ဒီကလေးလေးစပြီးတော့တည်တည်တဲ့အချိန်ကလေးကအာဟာရတွေပေါ့နော်ပြေဝနေမှာပဲသူတို့ရဲ့အုံနောက်လေးတွေကကောင်းကောင်းဖွင့်လို့နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမအနေနဲ့အကြံပေးချင်တာကတော့ကိုဝင်မဆောင်ရင်ကိုဝင်ဆောင်မယ်လို့စဉ်းစားခဲ့တဲ့အချိန်ကလေးက3လလောက်ကြူပြီးတော့ folic acid ကိုတောက်ပြီးကိုအကြံပေးချင်ပါတယ်ရှင်။မာနိုင်ငံမှာရှိတဲ့ဖေဖေမီမီ ကိုးတွေဖွားတွေပါဝင်ပေါ့နော်သူတို့ခက်ကြတဲ့ကဘယ်လိုမျိုးစဉ်းစားရလဲဆိုဒီကိုဝင်ဆောင်ပထမ3လဟာဘိုင်လဲမပေါ်သေးတဲ့အတွက်ကြောင့်မို့လို့နောက်ကိုဝင်အပ်ဆရာမလူသေးဘူးပေါ့နော်ကိုဝင်အပ်ဖို့ဆိုတာကအဲ မိလာမှအရင် လူလဲတက်တာတယ်ငွေလဲတက်တာတယ်အဲအချိန်ကုန်လဲတက်တာတယ်အဲ့လိုမျိုးစဉ်းစားပြီးတော့ဘိုက်ကြီးကိုကော့ပြီးတော့ဘိုက်ကြီးကိုမွေးကန်ပြီးဖားကန်ပြီးကြာမှဘိုက်အပ်တဲ့သူတွေမွေးမယ်ဆိုပြီးတော့စဉ်းစားတဲ့အချိန်ရောက်တဲ့ဘိုက်တွေနာတဲ့အချိန်ကြာမှပဲစေုံသွားတာတွေအဲ့လိုမျိုးလုပ်တဲ့ပြီးခင်နေအများကြီးရှိပါတယ်တကယ်တမ်းကပေါ့နော်အဲ့ဒါအရန်ကိုမှားတဲ့လေးချက်အပြုမှုတစ်ခုဖြစ်ပါတယ်ဒါဘာကြောင့်လဲဆိုတော့ပေါ့နော်ဒီမိခင်တယောက်ကကိုဝင်ဆောင်တဲ့အချိန်မှာသူ့မှာ လောကအခန့်တွေဘာတွေရှိလဲဆိုတာလည်းအရန်ဝင်ကြည့်ကြည့်ပါတယ်။ဒီမိခင်တယောက်ဟာဆိုရင်အသက်35နှစ်ကျော်တဲ့အခါကျမှကလေးရတယ်။နောက်အရန်ဝင်အသက်ငယ်နေတဲ့မိခင်တွေဖြစ်နေတဲ့အသက်18နှစ်အောက်ဖြစ်နေတဲ့မျိုးသမီးတွေဖြစ်နေတဲ့အဲ့ချိန်မြင်မှာဆိုရင်ကိုဝင်ဆောင်ရတယ်ဆိုရင်အဲ့မျိုးသမီးတွေအသက်အန္တရာယ်ဆိုရင်ရတဲ့အခြေအနေတွေထိကိုရှိနိုင်ပါတယ်။ အဲ့လိုမျိုးအချက်တွေပြင်မိခင်တယောက်မှာယောဂခံနေတဲ့သူရောယောဂစီးသူယောဂတွေရှိနေရဆိုရင်ဒီသားဖမီးရဲ့ဆရာဝန်ကြီးတွေနဲ့တရားတိုင်ဝင်ပြီးတော့သူတို့မှာရှိနေတဲ့ယောဂခံနေရောကလေးလေးရောပေါ့နော်တကယ်လို့အထူးကြက်မှတ်ပြီးတော့ဆောက်ရှောက်မှုခံယူတဲ့အခြေအနေဆိုရင်စောစောကလေးကကုသမှုခံယူထားရဆိုရင်ကြုံတွေ့ရမယ့်အနေအထားတွေ ကနင်းနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျမအနေနဲ့အကြံပေးချင်တာကဘိုက်အပ်တယ်ဆိုတာကဒီဖိုက်ကြီးကော့ပြီးတော့ရလာရင်တဲ့အချိန်ကြမှာပေါ့နော်အပ်တယ်ဆိုတာမှားတဲ့အချက်ပဲဖြစ်ပါတယ်။ကိုဝင်ရှိတယ်ဆိုပြီးတော့တည်တဲ့အချိန်ကလေးကတာဖာမီရဲ့ဆရာဝန်ကြီးနဲ့ဘိုက်အပ်တယ်ပါတယ်ရှင်။ ခုပြောခဲ့တဲ့အချက်ကဆိုရင်ဒီကိုဝင်ယူမယ်လို့စပြီးတော့စဉ်းစားကြတဲ့က folic acid ကိုတောက်မယ်။နောက်ကိုဝင်ရှိတယ်ဆိုတာကိုစပြီးတော့သိခဲ့တဲ့အချိန်ကလေးကတောက်ဖမီရဲ့ဆရာဝန်ကြီးတွေနဲ့တိုင်ပင်မယ်။ကိုဝင်စယူမယ်ဆိုပြီးတော့စဉ်းစားတဲ့အချိန်ကလေးကလည်းတောက်ဖမီရဲ့ဆရာဝန်ကြီးတွေနဲ့ဆွေးနွေးတိုင်ပင်ရမယ်ဆိုတဲ့အချက်လေးကိုပြောခဲ့တာပဲဖြစ်ပါတယ်။ဆက်ပြီးတော့ပြောချင်တာကတော့ဒီမိခင်တယောက်နေနဲ့ဘာတွေကိုစားတင်တာလဲ၊ဘာတွေကိုရှောင်တင်တာလဲ၊ဘယ်လိုမျိုးလက္ခဏာတွေကြုံလာရနိုင်လဲဆိုတဲ့အကြောင်းလေးကိုဆက်ပြီးတော့ပြောပြပေးချင်ပါတယ်ရှင်။ ဘာတွေကိုစားလို့ရလဲဆိုရင်တော့မိခင်တရားဝင် ပဲပေါ့နော်ဒီအစာကြီးအုပ်စု၃စုကိုပြည့်မြအောင်လို့စားရပါမယ်။ဒါကြောင့်မို့လို့ဂစီတဲ့ပါဝင်တဲ့စံဂျုံပြောင်အသားဓာတ်တွေဖြစ်တဲ့ကြက်သားငါပဲမျိုးမျိုးဝက်သားအမဲသားအစရာတွေလည်းစုံအောင်လို့စားလို့ရပါတယ်။ဒါ့အပြင်ဟိမိဟိရွက်အစိမ်းရောင်ရှိတဲ့အရွက်တွေအကုန်လုံးကိုလည်းစားပြီးလို့ရပါတယ်။အသီးနှံတွေစားပြီးရင်လည်းကောင်းပါတယ်ရှင်။အဲ့လိုမျိုးအစာကြီးအုပ်စု၃စုကိုပြည့်အောင်စားပြီးမှသာကလေးလေးရလိုအပ်တဲ့အာဟာရတွေရရှိပြီးတော့ကောင်းကောင်းဖွံ့ဖြိုးနိုင် င်မှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးရှောင်ပြီးရမယ့်အချက်ကပေါ့နော်ဒီမိခင်တယောက်အနေနဲ့အမျိုးသမီးတယောက်အနေနဲ့ဒီအရက်ဗီယာဆေးလိပ်တောက်တက်တဲ့သူဖြစ်တယ်ဆိုရင်တော့အဲ့ဒါ ਈ အကုန်လုံးကိုဒီကလေးရတယ်ဆိုပြီးတော့တည်တဲ့နေ့ယူမယ်ဆိုပြီးတော့စဉ်းစားတဲ့နေ့ကလေးရပဲဖြတ်ရပါမယ်ရှင် နောက်တစ်ခုအရေးကြီးတာကတော့ဒီကိုယ့်ရဲ့ပဝန်းကျင်မှာဆေးလိတောက်တဲ့သူတွေရှိရဲအဲဆေးလိတောက်တဲ့သူတွေရှိရဲဆိုရင်ပေါ့နော်အဲ့လိုမျိုးပဝန်းကျင်ကနေပြီးတော့မှရှောင်ပြရပါမယ်ကိုယ့်ရဲ့ ဟိုအမျိုးသားပေါ့နော်ဆေးလိတောက်တယ်ဆိုရင်လည်းကိုနားမှာဆေးလိမတောက်အောင်လို့ကိုရှိတဲ့နေရာမှာဆေးလိမတောက်အောင်လို့ပြောထားပေးရပါမယ်ရှင်နောက်ထပ်အရှောင်ပေးတဲ့အစားအသောက်ကတော့ဒီကဖိန်းတက်ပါဝင်တဲ့လက်ဖက်ရည်ကော်ဖီ energy drink chocolate အစားရှိတဲ့အစားအသောက်လေးတွေကိုရှောင်ပေးရမှာပဲဖြစ်ပါတယ်လူမျိုးကဖိန်းတက်ပါဝင်တာများတဲ့အစားအသောက်တွေစားတာများတယ်ဆိုရင်ပေါ့နော်ကလေးတယောက်ကလာမစီပဲနဲ့ပြီးတာအုံနောက်နဲ့အာယုံကြောမှာဖွံ့ဖြိုးမှုအားနည်းတာအစားရှိတဲ့အချက်တွေဖ ြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ကိုဝင်ဆောင်တဲ့အချိန်မှာရှောင်ပြီးနိုင်ပို့ပြီးတော့ကောင်းပါလိမ့်ရှင်။နောက်တစ်ခုကတော့ဗောနောဒါကတော့ကိုကြုံရတယ်ဆိုရင်ရှောင်ပြီးရင်ပို့ကောင်းတာပေါ့။လူမျိုးလဲဆိုတော့မိခင်တယောက်နဲ့ ိုဝင်စပြီးတော့ရတဲ့အခါမှာပေါ့နော် morning sickness လို့ခေါ်တဲ့ပြူရာအန်နာနောက်ရှင်ပူရာနောက်ဒီခဏခဏတက်တာအပေါ်တက်တာပေါ့နော်အဲ့လိုမျိုးကြီးဖြစ်တာကြီးကြုံရတာကြီးများပါတယ်အဲ့လိုမျိုးဖြစ်နေတဲ့မိခင်တွေမှာဆိုရင်တော့အပူအဆက်တွေကိုရှောင်ပေးတာကောင်းပါတယ်ရှင် morning sickness ဆိုတာကပြူရာအန်နာအဲ့လိုခေါင်းငင်မှုကြီးတာအဲ့လိုမျိုးအခြေအနေကိုပြောတာပဲဖြစ်ပါတယ်နာမည်ကဒါ morning sickness ဆိုပေမဲ့ပေါ့နော်သူကမနက်ပိုင်းမှာနေဖြစ် တက်တာမဟုတ်ပါဘူးတခါတလေတချို့မိခင်တွေမှာတချို့မျိုးသမီးတွေမှာဆိုရင်ဤလေပိုင်းရောညာပိုင်းရောတနည်းလုံးရောဘလို့အခြေအနေမျိုးမှာပဲဆိုဒီလိုမျိုးပြူတာကြီးအန်နာကြီးကဖြစ်တတ်ပါတယ်အဲ့ဒါဟုတ်ပါပေါ့နော်အရန်ကိုဆိုးရွားတဲ့အခြေအနေရှိပါတယ်တနည်းဟို အချိန်အများကြီးပဲအန်နေတယ်ပြုတ်နေတယ်အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာဆိုရင်တော့ hyper emesis gravidan လို့ခေါ်တယ်ဒီလိုမျိုးအခြေအနေတစ်ခုကိုရရှိသွားပါတယ် hyper emesis gravidan ဆိုတာဘာကိုပြောတာလဲဆိုရင်ဒီ morning sickness ပုံမှာပေါ့နော်အရန်ကိုဆိုးရွားတဲ့အခြေအနေတစ်ခုကိုရရှိသွားတဲ့အခြေအနေတစ်ခုကိုပြောတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့အရန်ကိုဆိုးရွားစွာပြူရာအန်နာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ကရေဓာတ်တွေဆုံးရှုံးပြီးတော့ကြတော့တတိ ီမိတာမူးလဲတာအဲ့လိုမျိုးကြီးကြုံရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကြီးမဖြစ်အောင်လို့ပေါ့နော်အရန်ဟိုပဲပြို့ရဲအန်နေမခံနိုင်ရနိုင်အောင် ဖြစ်နေပြီဆိုရင်တော့ဤဆက်ရာစီယုံစီကံကို သွားဖို့အကြံပေးတာပဲဖြစ်ပါတယ်ရှင် ပထမကိုဝင်3လမှာပြူရာအန်နာရီယာဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့အစာစားတဲ့အခါမှာပမာဏအများကြီးကိုစားတာထက်ပေါ့နော်ပမာဏနည်းနည်းလေးကိုခဏခဏစားပေးဖို့အကြံပေးချင်ပါတယ်ဒီလိုမျိုးပြူရာအန်နာရီတက်တာဖို့အတွက်လည်းစီလီတစ်ခုညွှန်ပေးလို့ရပါတယ်အဲ့ဒါကတော့ငိုစစ်ဆိုတဲ့စီလီကိုမနဲ့တစ်ချိန်တောက်ပေးလို့ရပါတယ်အဲ့လိုမျိုးစီးမရှိဘူးဆိုရင်ပေါ့နော်အလားတူစီလီတွေကိုအလားတူပါဝင်တဲ့စီလီတွေပဲမနဲ့ကိုတစ်ချိန်တောက်ပေးလို့ရပါတယ် ါမယ်ဒီမြန်မာနိုင်ငံဈေးကွက်ထဲမှာဆိုရင်တော့လူစစ်ဆိုတဲ့စီးလီးယားရှားရတယ်ရှင်ဒါအပြင်ကိုဝင်ရှိနေတဲ့အချိန်မှာအားစီးတွေတောက်တယ်ဆိုရင်လည်းကိုဝင်ဆောင်အတွက်ထုတ်ထားတဲ့စီးသက်ထုတ်ထားတဲ့အားစီးတွေကိုပဲတောက်ပေးရမှာပဲဖြစ်ပါတယ်။ဒီပုံမှန်လူတွေတောက်နေကြအားစီးတွေဒီကိုဝင်ဆောင်တဲ့အချိန်မှာတောက်ပေးလို့မရပါဘူးရှင်။ဒါအပြင်ကိုဝင်ပထမ3လ တိယ3လတတိယ3လအစရှိတဲ့ပြင်ပေါ့နော်ကိုဝေးတက်ပေါ်မှာမူတည်ပြီးတော့ကိုလိုအပ်တဲ့အားစီးလေးတွေရာလည်းမတူပါဘူးဒါကြောင့်မို့လို့ဖြစ်နိုင်မယ်ဆိုရင်တော့ဒီဆရာတာဖာမီရဲ့ဆရာဝန်ကြီးတွေနဲ့တိုင်နေပြီးတော့သူတို့ညွှန်ကြားတဲ့အားစီးလေးတွေကိုတောက်ပြီးတာကပို့ပြီးတော့ကောင်းပါတယ်ရှင်နောက်ထပ်သတိထားပြီးတော့ရှောင်းနေတဲ့နေရာတစ်ခုကတော့ဓမ္မန်ဌာနပဲဖြစ်ပါတယ် ကိုဝင်ရှိနေတဲ့အချိန်မှာပေါ့နော် X-ray ဓာတ်မှန်လေးရိုက်မယ်ဆိုရင်ကိုယ့်ရဲ့သတိသားလေးကိုထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့ကိုကကျမကြီးကိစ္စတစ်ခုခုကြောင့်ဓာတ်မှန်ရိုက်ရမယ်ဓာတ်မှန်ရိုက်တင်တယ်လို့ပြောတဲ့အခါမှာပေါ့နော်ကို့မှာကိုဝင်ရှိချောင်းကိုဆရာဝန်ကိုပြောပြတင်ပါတယ်နောက်တစ်ခုကလည်းအဲ့ဓာတ်မှန်ဌာနကြီးကိုလည်းကိုဝင်တယ်ကြီးကရှောင်တင်ပါတယ် နောက်ထပ်သတိထားစရာလေးတစ်ခုကတော့အသာပါကြိုက်တဲ့မိမိတွေပဲဖြစ်ပါတယ်။အဲ့ဒါကတော့ဒေါက်ဖနက်စီးတတ်တဲ့မိမိတွေဒီကိုဝင်ဆောင်ချိန်မှာဆိုရင်တော့ဒေါက်ဖနက်အမြင်ကြီးကြီးစီးတာနေပြီးတော့မှရှောင်ကျဉ်နေမှာတယ်။ပုံနဲ့တက်တောင်သက်သာရှိရဲ့ဖနက်အပားလေးတွေကိုပဲစီးပေးတာကပုံပြီးတော့အဆင်ပြေပါရဲ့ရှင်။ ပထမကိုဝင်သုံးလအချိန်မှာဆိုရင်ခန္ဓာကိုယ်ကမိခင်ရဲ့ခန္ဓာကိုယ်ထဲမှာဆိုရင်လည်းဟော်မုန်းဓာတ်တွေကပြောင်းလဲနေတဲ့အတွက်ကြောင့်မို့လို့လူပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပြောင်းလဲမှုတွေအများကြီးပဲကြုံရပါတယ်။ကျွန်မခုနပြောခဲ့တဲ့လူပိုင်းဆိုင်ရာအချက်တွေအပြင်ပေါ့နော်နောက်ထပ်မိခင်တွေကြုံရတာရောရင်သားတွေတင်းတာရင်သားတွေနာတာနောက်ရင်သားကခါတိုင်းတက်စာရင်ပေါ့နော်ပုံပြီးတော့ကြီးတယောင်ကြောင်ခံစားရတာအဲ့လိုမျိုးလက္ခဏာလေးတွေကိုကြုံရတတ်ပါတယ်။အဲ့လိုမျိုးလက္ခဏာလေးတွေကြုံရတယ်ဆို ရင်တော့ဗောနော်ဒီကို့အနေနဲ့ bra site ကအရင်အထက်စာရင်ပို့ပြီးတော့ခြောင်ချီတယ်ပို့ပြီးတော့ site ကြီးတဲ့ဟာလေးတွေကိုရွေးပြီးတော့ဝစ်ဆင်တင်ပါတယ်။နောက်ပေါ့ပေါ့ပါပါနေရမယ်နေခင်းလိုမျိုးအချိန်ကြီးဒါမှမဟုတ်ကြားဘက်အချိန်ကြီးမှာဗောနော်ကိုကအိမ်မှာပဲနားနေရမယ်ဆိုရင်တော့တက်တောင်တက်တာဖြစ်တဲ့ဒီခြေသားလိုမျိုး body လေးတွေ bra စီယာလေးတွေဝတ်လို့မျိုးဝတ်ဝတ်လို့ရတယ်လို့ပဲပေါ့နော်။နောက်အချွတ်ထားပြီးမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ နောက်ထပ်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုကတော့ကိုကဘာမှလည်းပြင်ပမှန်မှန်လည်းမလုပ်ရပဲနဲ့ပေါ့နော်လှုပ်ချင်ကိုင်းမြင်စိတ်မရှိတာမောပန်းနေတာနှုံးချီနေတာအဆရှိတဲ့ဒီခန္ဓာကိုယ်ရဲ့လေးလံမှုတွေပေါ့နော်စပြီးတော့ခံစားရတဲ့ဒီကင်တွေလည်းရှိပါတယ်အဲ့လိုမျိုးကိုဝင်ဆရှိရဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးခံစားရတယ်ဆိုတိုင်းလေဒူးကြီးရပေါ့နော်မလုံမချားပဲနဲ့ကိုဝင်ဆောင်ကြီးကမလုံမချားပဲနဲ့နေရမယ်ဆိုတာလည်းမမှန်ပါဘူးဒါကြောင့်မို့လို့အမြဲတမ်းကြီးပေါ့နော်နားနေရတဲ့စ ာရင်လမ်းလျှောက်တာတနည်းကိုမိနစ်30လောက်လီလျှောက်ပေးတယ်ဖြည်းဖြည်းလေးလျှောက်ပေးဖို့လည်းလိုအပ်ပါတယ်ရှင်ဒီလိုမျိုးလမ်းလျှောက်ပြီးတာအပြင်အကျောလျှော်လေ့ကျင့်ခန်းလုပ်တဲ့ယောဂကျင့်ပြီးမယ်ဆိုရင်လည်းမွေးဖွားရလွယ်ကူအောင်လို့ကူညီပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ပုံမှန်လုပ်ပြီးလို့ရပါတယ်။မိခင်တယောက်နဲ့မျိုးသမီးတယောက်နဲ့ခြောင်နှင်းတဲ့အချက်လေးကတော့အရန်ကိုပဲကိုယ်တွေဝင်ပြီးစီမယ်အလေးလေးမှားတာဝိမှားတာတွေကိုတော့ရှောင်ပြီးတင်ပါရှင်။ အခုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပြောပြီးသွားပြီဆိုရင်တော့ဒီစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု ီကိုဆက်ပြီးတော့ပြောချင်ပါတယ်။ကိုဝင်ဆောင်မိခင်ကြီးကစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုအရာဆိုရင်တော့ဒီကိုဝင်ရှိကစားမှာစိတ်ဆက်လွဲတာစိတ်တူတာတော့ငါဘက်ဒီအိတ်မပြောတာအဆရှိတဲ့အချက်တွေကိုလည်းကြုံရတတ်ပါတယ်။အဲ့လိုမျိုးကြုံလာရပြီဆိုရင်တော့ကိုကကိုချစ်ရတဲ့မိသားစုကိုရဲ့လက်တွဲပေါ်အဆရှိတဲ့လူတွေနဲ့ပေါ့နော်ရင်းနှီးဆွေးနွေးပြီးတော့ကိုရဲ့ဖြစ်နေတဲ့စိတ်ခံစားချက်တွေကိုခံစားရတာဒီပေါ့နော်ပုံမှန်လေးနဲ့ပြောနိုင်တယ်လို့မျိုး ပဲတကယ်လို့ကို့နားမှာအဲ့လိုမျိုးလူရှိခဲ့ဘူးဆိုရင်တော့မယ်ဒါတွေကအဓိကမဟုတ်ဘူးကိုကကိုတကယ်တမ်းတိုင်ပင်ကုသဖို့လူရဲပေါ့နော်ဒီတာဖာမီရဲ့ဆရာဝန်ကြီးတွေဒီစိတ်ချမ်းမာရေးဆရာဝန်ကြီးတွေနဲ့လည်းပုံမှန်လင်းလင်းဆွေးနွေးပြီးတော့တိုင်ပင်ပြီးတော့ကိုဖြစ်နေတာတွေကိုပုံမှန်လင်းလင်းပြောပြပြီးတော့အကြံဉာဏ်ယူနိုင်ပါတယ်ရှင် ဒီဗီဒီယိုလေးကိုလုတ်ဖြစ်တဲ့အကြောင်းရင်းကတော့ကျမကိုယ်တိုင်လည်းအခုကိုဝင်ရှိနေတာပေါ့နော်ဒီလိုမျိုးကိုဝင်ရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုကိုယ်တိုင်ခံစားရတာတွေကဘယ်မျိုးခံစားရတာလဲဒီစာရိလက်တွေ့အပြင်ကိုကြုံရတဲ့အချက်တွေနေနေရောနောက်ဒီသူလူတို့အကုန်လုံးတွေ့ရောပေါ့နော်ဒီကိုဝင်ဆောင်မိခင်တွေအကုန်လုံးတွေ့ရောအကြံပေးခြင်းတွေအတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုလုတ်လိုက်ရတာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ကျမလိုပဲ ကိုဝင်ဆောင်မိခင်နောက်နေအနေနဲ့ကိုကြုံတွေ့နေရတဲ့ပြဿနာလေးတွေရောဂါလက္ခဏာလေးတွေအခြားလက္ခဏာလေးတွေရှိနေတယ်ဆိုရင်လည်း comment မှာဆွေးနွေးသွားလို့ရပါတယ်။ကျမအနေနဲ့ဖြည့်ပေးနိုင်တဲ့ comment လေးရှိရဲဆိုရင်လည်းဖြည့်ပေးပါမယ်ရှင်။ ကျမရေပူပူတတီတီလေးတွေရာနေပုံမကျမရဲဘွားတွေရရှိအောင်လို့ကျမအနေနဲ့ YouTube ကျမရေ video လေးတွေကိုပုံမှန်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီ video လေးကကိုနဲ့ကိုပတ်ဝန်းကျင်ကလူတွေအတွက်အကျိုးရှိစေတယ်လို့မြင်မိရဆိုရင်တော့ like and subscribe လေးလုပ်ဖဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်ကျမလည်းနောက် video လေးမှာပြန်လည်ဆုံပေးရအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Thank you.